Hello ချစ်ရတဲ့ BU Family မိသားစုတွေအားလုံးပဲမင်္ဂလာညချမ်းပါခင်ဗျာကျွန်တော်ရဲ့ Big Boss Reaction Channel နဲ့အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီနေ့ကတော့2025ခုနှစ်အောက်တိုဘာလ4ရက်နေ့ညပိုင်းသတင်းတွေကိုကျွန်တော်နဲ့အတူတိုင်းမှာ reaction လုပ်ကြမှာဖြစ်ပါတယ် Okay ဒီနေ့မှာကတော့ကျွန်တော်တို့အောင်လာအန်ဆန်ရဲ့နောက်ဆုံးထိုးတဲ့ပွဲမှာနိုင်ရရှိသွားတဲ့အချိန်မှာလေးဖြူကျော်လေးဖြူကလာပြီးတော့ဖြောပြတဲ့သတင်းတွေအပါအဝင်ပေါ့နော်တခြားသတင်းတွေကိုကျွန်တော်နားထောင်မှာဖြစ်ပါရင်နော်အရင်ဆုံးထုံးစံတိုင်းပဲလိုရီတူရှင်သတင်းနဲ့စလိုက်ပါမယ်နော် ထမဦးဆုံးပွဲဦးထက်သတင်းကောင်းကြီးကတော့ဒဇယ်မြို့နယ်တွေတိုက်ပွဲဖြစ်ပွားပြီးပြူစောတိခေါင်းဆောင်တကောင်အရှင်ဖမ်းမိပသိမ်မြို့နယ်မဆာရလေးစိတ်စေးုံနယ်တိုက်ပွဲ၌ဒဏ်ရရှိပြီးစေကူသားခိုင်ယူနေသောအရာရှိတအုပ်မျိုးစာဖြစ်သွားတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်အဲ့တော့ချမ်ပစ်ကောင်စီနဲ့အဖွဲ့တွေပြူစောတီကောင်တွေကတော့ဘယ်မှာပဲတိုက်တိုက်မျိုးစာဖြစ်နေတာဖြစ်ပါတယ်နော် နောက်ထပ်သတင်းတစ်ပုဒ်ကလည်းအချမ်းပတ်စစ်ကောင်းဆောင်မင်းရောင်လိုင်းခီးစဉ်ရှော့တိုက်လို့ပြခတ်ခါရပြီးနောက်မန်လေးမှာပိုက်စိတ်တိတ်ရှာပွေနေဆိုသတင်းမဖြစ်ပါရဲအာနာသိစစ်ကောင်းဆောင်မင်းရောင်လိုင်းတဲခုနေတဲ့အလဲပိုင်းတိုင်းစစ်ဌာနချုပ်ကိုအောက်တိုဘာလ4ရက်ဒီမနက်6နာရီမှာ Brave Warrior for Myanmar BWM အဖွဲ့ကရှော့တိုက်တုံးနှလုံးပြခတ်ခဲ့ပြီးဖမ်းဆီးစစ်စစ်တွေကိုပိုက်စိတ်တိုက်လို့နေတယ်လို့သိရပါတယ်နော်အဲ့တော့ဒီပြခတ်လိုက်တဲ့ဒီရှော့တိုက်ဒုံးတွေကတော့ အချက်ဖက်မင်းအောင်လိုင်ကိုတော့မထိသွားဘူးပေါ့နော်ဒါပေမဲ့လည်းအချက်ဖက်မင်းအောင်လိုင်ကတော်တော်ကြီးကိုကြောက်ရွံ့ပြီးတော့ပေါ့နော်တနင်္လာနေ့တဝိုက်ကိုလီရင်နေနဲ့လိုက်ရှာနေလို့သိရပါတယ်နော်โอเคကျွန်တော်တို့ခုနောက်ထပ်အောင်မဲ့သတင်းဗီဒီယိုတွေကတော့ဂျပန်ခစ်မှာစစ်ပြေးခဲ့တဲ့အဖွားဟောပါနော်အခုဆိုရင်မင်းအောင်လိုင်းပဲခစ်မှာပြေးရတာပို့ပြီးတော့စိုးတယ်ဆိုပြီးမှပြောထားတဲ့ဟာလေးနားထောင်ကြည့်လိုက်အောင်နော်อืมနေရထိုင်အောင်အဲ့တော့ဆစ်ချောင်းတာတတ်တာတယ်ပေါ့နော်ဂျပန်ခစ်တော့ကဆစ်ချောင်းတာကြတော့ပူဆိုးတာပေါ့ ကဲအာမေနဟောင်းသက်တရားကြောဖွားရတော့မနေအောင်နော်လေရင်နေလာတော့ဘလို့ဝါပြုတော့ခန်းစားတော့လေရင်နေလာတော့ဘလို့ပုံးရတာတော့ငါပြောလိုက်အောင်ဟောအလေးရင်ကတော့ကာကွယ်ရေးဝင်စင်းနေဝင်ရလူကဝင်ဘုံဘုံချင်းနေပေါ့อืมဘုံဘုံချင်းနေဂျပန်ခင်ကပုံးခဲ့ရတာပေါ့ဟုတ်ကာကွယ်ရေးရင်လာอืมအာမေနရို့ဒီဟွာနာ ်တရားကစားကြီးတက္ကနာရံတော့ဒီလိုနေကြတာပဲဘယ်မှာပုံနေလဲဒီတော့မှာတော့စကားလေးတွေမှန်းကုန်ပြီဆိုပြီးဒီမှာပုံကြီးနဲ့တက်ပြတော်တော့မောင်းထောင်းလာမောင်းထောင်းနေရောခုတော့ဟောရောက်ပြီရောက်နေဆိုတာမရှိဒုက္ခတွေရောက်တာပေါ့မေးလောင်ပါလောင်နေတာပါပါပေါ့ ဘယ်လောက်မှာတော့ရှိအဲတားတော့ဒီတရားတရားဘယ်လောက်ကျော်သွားရင်နင်းနာနင်းနာသွားဖို့ရမှာသွားရမှာကဲချားတယ်ပေါ့နော်အသက်တရာကျော်ဖွားဒီဂျပန်ကိမိခဲ့တယ်ပေါ့နော်ဂျပန်ကိမှာတော့မင်းအောင်လိုက်တော့မပြေးရဘူးနော်မင်းအောင်လိုက်ခင်မှာတော့မင်းအောင်လိုက်ရဲ့ရက်စိတ်ရုပ်မှမူကြောင့်ဒီလိုမျိုးအသက်အရွယ်ကြီးစိတ်တွေတော့မပြေးနေရဘူးနော်အဲ့တော့မပြေးဘူးဆိုလည်းမဖြစ်ဘူးလीနော် စစ်ကြောင်းထိုးလို့ရွာထဲဝင်လာတယ်ဆိုရင်ရှိတဲ့လူအကုန်လုံးတက်သွားတာဖြစ်တဲ့အတွက်ပေါ့နော်ဒီလိုမျိုးရက်ဆက်ရုံမာတဲ့ချမ်ပဲစစ်ကောင်စီကိုမပြေးလို့ရလည်းမဖြစ်ဘူးနော်အခုလိုမျိုးဒီဂျပန်ခေတ်ထက်ပိုဆိုးတဲ့အနေအထားကိုကျွန်တော်ကြုံတွေ့နေရဖြစ်ပါနော်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ရွှေဆိုင်ကိုမြောက်နိုင်ငံတူပြီးဖောက်ထွင်းသွားတဲ့တရက်ခံကိုဖမ်းဆီးရမိတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။နန်းတင်မြို့ရှိတရုတ်ရွှေဆိုင်တဆိုင်ကိုမြောက်ကနေကိုရက်ကြာဥမင်နိုင်ငံတူပြီးဖောက်ထွင်းသွားတဲ့တရက်ခံကို အော်တိုဘာလာတရက်နေ့မှာ UWSA ရဲ့ရဲတွေကဖမ်းဆီးခဲ့တာလို့သိရှိရပါတယ် UWSA ထိန်းချုပ်နယ်မြေဟိုပန်ခရိုင်နန်တင်မြို့ရှိတရုတ်လူမျိုးပိုင်ဟောင်ကောင်အမည်ရှိရွှေဆိုင်တဆိုင်မှာပြီးခဲ့တဲ့စက်တင်ဘာလ28ရက်နေ့တရုတ်စံတော်ချိန်မနက်9နာရီအချိန်ခန့်ကတိုက်အောက်ကနေလှိုင်းကောင်းဖောက်ပြီးစိုင်းတွေကရွှေတွေခိုးယူသွားခဲ့တာပဲဖြစ်ပါတယ်ဖောက်ထွင်းခိုးယူမှုကျွလွန်သူကကိုကန့်နေကန်အသက်29နှစ်အရွယ်အားချင်းဆိုသူဖြစ်ပြီး အိမ်ဆောင်ချင်တာကြောင့်အခုလိုရွှေခိုးခဲ့တာလို့တရားခံကိုစစ်ဆေးမှုအမှတ်တမ်းတွေအရာ သိရှိရပါတယ်။ဖောက်ထွင်းခိုးယူမှုပြုလုပ်ရမှာအားချိန်ဆိုသူတအူးတွေဖြစ်ပြီးဆက်ဆက်သူနှစ်ဦးတို့ကိုလည်းအော်တိုဘာလတရက်နေ့မှာဝရဲတပ်ဖွဲ့ကဖမ်းဆီးရမိခဲ့တယ်လို့သိရှိရပါတယ်။စိုင်အနီ လူသွားစင်းကြံအောက်ကနေဥမင်လှိုင်ကောင်းတူဖို့အကြံရခဲ့ပြီးလိုအပ်တဲ့ကိရိယာတွေကိုအွန်လိုင်းကနေမှာယူခဲ့ကဥမင်လှိုင်ကောင်းတူချိန်ကိုရက်ကြခဲ့တယ်လို့လည်းမှတ်တမ်းအရာ သိရှိရပါတယ်။ ခိုးယူခဲ့တဲ့ရွှေအချိန်အစကိုမသိရှိပေမဲ့မိုင်းလာမှာတရုတ် application တစ်ခုကနေရွှေဝယ်သူတယောက်ကိုဆက်သွယ်ပြီးရွှေ951ဂရမ်ကိုတဂရမ်ယွမ်840နိုယွမ်4603ကျက်သိန်း2900ဝန်းကျင်ခန့်နဲ့ရောင်းချခဲ့ပြီးရွှေတချို့ခြံထားခဲ့ကဖိုယွမ်2000နဲ့တလုံးဝယ်ခဲ့တယ်လို့ထွက်ဆိုထားတာကိုတွေ့ရှိရပါတယ်ကျွန်တော်တို့နားထောင်မှာတော့ကျွန်တော်တို့ရဲ့လေးစားတဲ့ဥကျော်ဒီဘာသာရေးမိုင်းတိုက်တဲ့ကိစ္စနဲ့ပတ်သက်ပြောထားတာနားထောင်ကြအောင်နော် 目前，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 这个啊，都新装的天然开的，六秒的，的八大位的，然后、那个嗯、啊，南京气家，都都吃千来微了，说八大业务的，空调老边难免差多微多，那也够别了，喏，阿里阿爸嘛，我不得说了没辛苦，我不得说了没辛苦。 我不得说了，不算强大的旅游也对，弄他了。我不得说了，深 <noise> 度、强大旅也，业 <noise>，哪个木看样没我不得。哎 <noise> 哟，哎的我不一个，这个呢，深度、强大的，不算强大的路啊，嗯，那很简约，俺那很健康养老。 စင်းရဲသူစင်းရဲသားတွေအတွက်အဲ့ဒီဥပဒေကာကွယ်မှုမရဘူးအလုံးအဲ့စင်းရဲသူစင်းရဲသားတွေရဲ့တကွက်မှားသွားတယ်နဲ့အဲ့ချမ်းလာတဲ့လူကဥပဒေကိုပတ်စံနဲ့ဝယ်ပြီးတော့အဲ့စင်းရဲသူစင်းရဲသားကိုထိုးချတာထိုးချတာမင်းတို့ဒါကြောင့်မို့မင်းတို့ရဲ့ဥပဒေရောဒီကနေ့မြန်မာနိုင်ငံအမှန်တရားဘက်တော်သားတွေကမင်းတို့ဥပဒေကိုလက်မခံဘူးမင်းတို့ဥပဒေကိုမကြိုက်ဘူး ်ပြောင်းမဲပြောတာနော်ရှင်းရှင်းလင်းလင်းပဲပြောတာမင်းတို့ဘာကြောက်လဲဥပဒေဆိုတာချမ်းသာတဲ့လူတွေအတွက်ပဲကောင်းတယ်ကွာရှင်းလားပြောတာမင်းတို့တစ်ခုလောက်ပြောပြမယ်အားလုံးနဲ့သိရအမှုပြီးခဲ့တဲ့၄ငန်းနဲ့တုန်းကမမ၄ငန်း၄ငန်းတိတော့၄ငန်း၃လေးနှစ်လား၄ငန်းနှစ်လားမသိဘူးအဲ့လောက်လောက်ရှိမသိမှုတစ်ခုဖြစ်တယ် အလုံးကြားဘူးမယ်အဲ့ဒီမလိမ့်မှုပုတ်ရီမဝင်လို့တဲ့မလိမ့်မှု မမြောက်ဘူးတဲ့အဲ့လိုအဲ့လိုဥပဒေမင်းတို့ဥပဒေကအဲ့လိုပုတ်ရီမဝင်လို့တဲ့မလိမ့်မှုမမြောက်ဘူးဆိုတာအဲ့ဒါဘာဥပဒေလဲဟမ်ဘာဥပဒေလဲမင်းတို့မေးကြည့်ချင်တာဘယ်ဘာသာဝင်ဖြစ်ဖြစ်အဲ့ဒီဥပဒေကချမ်းသာတဲ့လူအတွက်ပဲရှိတာ 啊！美女出差嘞，我不对数了。美女走着路走你了，我不对数了。在找目的跟你，你妈难干难干哪里？妈呀！美女出差嘞，出差嘞，我不对数了。这么看了，谢谢你呗。喏，美女身上几钱？美女那妈的，美女阿妹的，美女没家的。哎哟，没钱健康啊，没有，导演没完没完没了，导演没完没戏，没内幕没业务，好啦，美女我不对。 မင်းတို့တစိတ်ရှိလို့ရှိရင်2008ဖွဲ့စည်းပုံကိုဥပဒေ2008ဖွဲ့စည်းပုံအဲဒီဥပဒေနဲ့ပဲကန့်ကန့်တွဲတယ်မင်းတို့ဥပဒေမှာဘာများတိကျရှိလို့ဒါတော့ဥကျော်ပြောတာတကယ်အမှန်တရားတယ်နော်ဟိုတော့ဆိုရင်အလုံးနဲ့တိမှာပဲနော်ဒီကလေးတွေကိုလှုပ်သွားတဲ့ဒီမရင်းမှုတွေအဆပေါ့နော်အချမ်းမစစ်ကောင်စီခစ်ပါအများကြီးရှိခဲ့တယ်ပေါ့နော်ဒါတွေဆိုလိုက်လို့မရဘူးဒေါ်စန်းစုကြည်ခစ်မှာတော့ကလည်းဒါမျိုးပြဿနာတွေအများကြီးရှိခဲ့တယ်ဒါပေမဲ့အချမ်းမစစ်ကောင်ဆောင်ခေါင်းဆောင်ပိုင်းက ဒီလှုပ်တဲ့အတွက်ပေါ့နော်ဒါတွေကို follow မရခဲ့ဘူးပေါ့နော်ခုနပြောသလိုပဲပေါ့နော်ဒီကြံကြံဖန်ဖန်ပေါ့နော်သူတို့ဖန်းကျင်ဖန်းတယ်တချို့ခြားကြလဲတကယ်ပြပူးလက်ချက်မိရတာပေါ့နော်သူတို့မဖန်းကျင်ဘူးဆိုဖန်းဖန်းလို့မရတဲ့အမှုတွေလည်းအများကြီးရှိခဲ့တယ်ပေါ့နော်အဲ့တော့အခုခုဆိုရင်လည်းအားလုံးသိတဲ့အတိုင်းပဲကျွန်တော်တို့ဒေါဆန်းစုကြည်အမေစုရဲ့လက်ထက်မှာတော့ကပေါ့နော်ကျွန်တော်တို့ဝင်ကြီးတွေတော့ကြောက်စရာမလိုဘူးပေါ့နော်ကျွန်တော်ပြောချင်တယ်ဆိုရင်ပြောလို့ရတယ်ဆိုပြီးမှအမေစုကိုယ်တိုင်ကပြောခဲ့တာနော် အခုဆိုရင်တော့ဒီဝင်ကြီးချုပ်တွေပြောမနေနဲ့နော်ဒီအုပ်ကြီးရဲ့အနောက်မှာလိုက်တဲ့ကောင်တော်မှာကြောက်နေရတဲ့အနေအထားဖြစ်ပါရဲ့နော်အဲ့တော့ main online ခက်မှာဘယ်တော့အချင်းတွေဆိုးလာပြီလေဒါအပြင် main online တာဒီအာနာတာရရသွားကြည့်ပြောစရာမရှိတော့ဘူးနော်အဲ့တော့ဟိုးအကုန်လုံးလိုက်ပြီးကြောက်နေရမယ်အနေအထားမှာရှိပါရဲ့နော်ကဲကျွန်တော်နောက်နောက်ထောင်မဲ့သတင်းကတော့အောင်လအန်ဆန်ပွဲမှာအောင်လအန်ဆန်ကတော့ကျွန်တော်သူ့ရဲ့နောက်ဆုံးပွဲမှာအနိုင်နဲ့ နိုင်သွားတယ်ဆိုတာအလုံးလေးတိပိသားဖြစ်ပါရဲ့နော်အဲ့ဒီပွဲမှာ၄ view ကိုယ်တိုင်လာပြီးဖျော်ဖြေတယ်အဲ့တော့၄ view ကိုယ်တိုင်လာပြီးပြခဲ့ပေမဲ့၄ view ကိုတိရတိုင်းပဲသူက BC ဆိုတာဘာလဲဆိုတော့သူ့ရဲ့ခနဲ့တက်တဲ့စကားကြောင့်ပီတူလူလူကသူ့ကိုတော်တော်လေးကိုမုံတီးသွားကြတယ်ပေါ့နော်အဲ့တော့အခုပွဲမှာလည်း၄ view လာတာကိုမကြိုက်တဲ့သူတွေအများကြီးတယ်ပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကိုစီရဲ့သုံးသက်ချက်နားထောင်ကြအောင်နော်ဟိုတော့ကိုဖြစ်ချင်တဲ့အတိုင်းလိုက်ပြီးတော့တတ်မှတ်လို့တော့မရဘူးထင်တယ် ကိုပြစ်ကျင်တဲ့အတိုင်းတတ်မှတ်မယ်ဆိုရင်ဘာလို့ကိုအပြောပွဲဒီကွက်ကျင်းမနေဘူးလဲအကုန်ပြစ်ကြဘူးတိုက်ကြဘောဟုတ်တယ်မလားဒါနာကျွန်တော်ပြစ်ကျင်တာကျွန်တော်ပြောတာဒါပေမဲ့ကိုပြစ်ကျင်တဲ့အတိုင်းတော့နေရာတကာအတိုင်းဖြစ်လို့မရဘူးလေစိတ်ကိုကျွန်တော်တို့တွေတည်ရမယ်နံပါတ်1နောက်ဒုတိယတစ်ခုရှိတာကကျွန်တော်၄ view ၄ view ဟာဒါကျွန်တော်ဆိုလဲအမှန်တိုင်းကျွန်တော်ပြောရင်ပြောမယ်၄ view ပထမလေးဒေါအောင်ဆန်းစုကြည်ပြီးကျွန်တော်ဘုရားမှာစကန်တကယ်လေးစားတဲ့ဟီးရိုးပဲဘာပြောလို့လဲကိုကဂီတကိုယူတွတ်တယ်လေဟောဝင်နေဖြစ်တယ်ပေါ့ ကြိုက်တယ်အဲ့ဒီအချိန်မှာကိုကြိုက်တဲ့တဲမှာလေမျိုးကြီးတို့လေးမျိုးတို့အငဲတို့อ่ะဒါကိုယ့်ရဲ့တကက် crazy တွေဒီလူတွေကိုအာငါလက်ကလေးကန်ရရင်ဟိုဆိုတော့ feeling လေးတော့ဒီခံစားခဲ့ရတဲ့တို့ဒါပေမဲ့အဲ့ဒီလေးမျိုး busy ဆိုတာဘာမှမတူပြောလိုက်သူ့ရဲ့မျက်နှာဘေးပေါ့နော်မထီတဲ့ဟိုမလေးစားတဲ့မထီတဲ့တန်ဖိုးမထားတဲ့ပြည့်ရပြုတ်တဲ့စတဲ့ဖြစ်အမျိုးမျိုးတက်ရောက်တာပေါ့အဲ့ဒီမျက်နှာဘေးနဲ့သူပြောလိုက်တဲ့စကားတစ်ခုပုံမှန်အမှန်တိုင်းကျွန်တော်ဝေခိုင်းသူ့ကိုကြည်ရှင်းစွဲကြည်ညိုမှုတွေတက်ပြည့်တယ် ဒါပေမဲ့လို့ကျွန်တော်တို့ကရန်သူဖြစ်သူကိုတတ်မှတ်လို့တော့မရဘူးဒါဒါဒါကျွန်တော်ပွင့်ရင်ပြကျွန်တော်ဘယ်မှမလိုက်ပဲနဲ့ပွင့်ဝင်ရင်ဘာဖြစ်လို့လဲဆိုတော့လေးမြူဒီအခုဒါအလုပညာဓမ္မထဲမှာပေါ့နော်တူဒီမှန်တယ်ဒီစကားတစ်ခုကိုပြောလိုက်ပြီးတဲ့နောက်မှာဒိန်းတော်တို့ဟုတ်တယ်နော်ဒိန်းတော်တို့ယုံလေးတို့လိုမျိုးတူလိုက်လုံနေလားကျွန်တော်တို့ဒါတော့ကြည့်ရမယ်မလုပ်ပါဘူးဟွန်းတူတွန်လိုင်းဘက်ကတူအာမပေးနေတာနေလိုက်မယ် အဲတူဝမ်းတူကြောင်းပြီးတော့အတွက်တူယက်တည်နေတယ်ပေါ့နော်အဲဒါပေမဲ့အဲ့ဒီတူရဲ့ဝမ်းကြောင်းမှုယက်တည်မှုကတစ်ဖက်ရန်တူအတွက်တော့ဟောအာတစရာတွေဖြစ်ဖြစ်သွားလိမ့်မယ်ဒါပေမဲ့တူအနေနဲ့ရည်ရွယ်ချက်ရှိရှိဘလူးမှဂယူးမဆိုင်ပဲနဲ့အခုဒိန်းဆောင်တို့လုံနေတဲ့ပုံစံမျိုးတော့တူမလုပ်ဘူးအဲ့ဒီအတွက်ကျွန်တော်တို့ပြည်သူအနေနဲ့ လေးလူဟာရန်သူအဖြစ်ကျွန်တော်တတ်မှတ်ခွင့်မရှိဘူးလို့ပြောတာကျွန်တော်အမြင်ပြောရရင်တို့မြင်တယ်အဲ့ဒီအတွက်အခုအောင်နာအဆန်ပွဲပြန်ဆက်လိုက်မယ်အောင်နာအဆန်ပွဲမှာနော်မကြည့်လိုက်ပါပြီးမှကျွန်တော်စကားဆက်ပြောမှာကြည့်လိုက်ဟောဒီလိုပုံစံမျိုးတွေကလည်းဒါအောင်နာအတွက်ကိုကျွန်တော်ပြန်ကြည့်ပေးရမှာပေါ့နော်အောင်နာနေရာမှာကိုယ်ဆိုရင် သူ ABCD မသိလို့ဒီမှာ ABCD လို့လာပြောရတယ်ခင်ဗျားတို့ပစ်တင်တဲ့လူတွေပစ်ပစ်တင်ဆော့ပဲသူ ABCD မသိဘူးလို့ပြောထားရတယ်လေအဲ့ဒါဘာမီဖိုက်တာအောင်လားဘာညာတာကနေကြကွာစီဆိုသူလာလောက်တာလေဟုတ်တယ်မလားမသိပါလားများတော့ပါလေတကယ်ပဲဇွတ်ပဲအရင်ချိန်ရဆိုရင်တော့ဒါမျိုးဆိုရင်တကယ်ဖီနီခံစားအောင်ကောင်းပါလေလေးဆိုကျွန်တော်ပြောသလိုကျွန်တော်လေးစားရတဲ့ထဲမှာအဲ့လောက်ထိကျွန်တော်လေးစားခဲ့တယ်နော် နိုင်ငံတော်ကောက်ကောက်မှုမှုအခြေဆိုရင်ဗျာဟမ်ကျွန်တော်တို့တွေအဲ့ဒါပဲဗျာတကယ်ပဲကျွန်တော်တို့နိုင်ငံဟာဒီလူရုပ်မာတွေကမဖြစ်စည်းရင်အများကြီးရှေ့ရောက်နေရင်နာစရာကြီး ီတချင်းတွေနဲ့ပဲဒါအွန်လိုင်းအပွဲတွေမြိုင်လာခဲ့တာအပေးတဲ့ပိတ်သက်တွေကလည်းဒီ hey 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 ဆိုတဲ့အတန်နဲ့နေစိတ်ကြွခဲ့တာအွန်လိုင်းကိုယ်တိုင်ကလည်းအဲ့ဒီ hey hey ဆိုတဲ့လေးမျိုးရဲ့အတန်နဲ့ရောဘေးကပြည့်တဲ့ကအောင်လာအောင်လာဆို hey hey ဆိုတဲ့အတန်နဲ့ရောသူ့ရဲ့ဘွားတွေမှာနော်လှပတဲ့နစ်တစ်တွေကိုပွင့်ထွန်းခဲ့တာအဲ့ဒီအတွက်ဒါသူဟာနောက်ဆုံးနှုတ်ဆက်ပွဲဖြစ်တဲ့အတွက်ဒါသူ့ဘဝမှာဒစိတ်တေတာ နော်တွန်းအားပေးခဲ့တဲ့အရာတွေထဲမှာပရိတ်သတ်ပါမယ်ဟုတ်တယ်မြန်မာပရိတ်သတ်ပါမယ်ဒါမြန်မာပရိတ်သတ်သူ့ကိုတွန်းအားပေးခဲ့တဲ့အဓိက main point ပေါ့နော်မြန်မာပရိတ်သတ်ပါပြီးလို့ရှိရင်လေးလူပါမယ်ဟုတ်တယ်မဒါတွေကိုသူပြန်စုစည်းပြီးတော့ဒါသူ့ရဲ့နောက်ဆုံးပွဲမှာဖြစ်တယ်ဆိုတာကဒါကျွန်တော်တို့အနေနဲ့ကတော့သူဖြစ်တဲ့နယ်လို့ထင်တယ်နောက်တစ်ခုရှိတာကကျွန်တော်တို့လူမျိုးသူဟာမြန်မာပြည်မှာနေပြီးတော့မြန်မာနိုင်ငံကအာဏာရှင်တွေရုံးမှတ냐ကိုခါတီးခန်းနေရတဲ့လူတယောက်ပေါ့ တူဒီအခြားနိုင်ငံမှာနေတယ်အခြားနိုင်ငံသားခံယူလာရှင်းပြမြန်မာစကားတော့တူမနဲ့ပြောနေရတယ်သူကသူ့ဘဝငငယ်လေးတွေကသူမြန်မာနိုင်ငံရောက်လာတာဖြစ်တဲ့အတွက်သူ့ကိုကျွန်တော်တို့ကဒီနှစ်အောင်လုံးကိုဒီအချိန်ဒီပွဲမှာတော့ကျွန်တော်တို့အပြစ်မတင်ဘလို့ပြောမလဲဗျာကျွန်တော်အမြင်အမြင်ရင်တော့အပြစ်တော့မတင်သင့်ဘူးထင်တယ်ဒါပေမဲ့ကျွန်တော်အားမပေးချင်ဘူးအလင်းညွန်းနဲ့သူတို့ခေါ်ပြီးတော့လောက်တာကွာငါတို့ကအားမပေးဘူးပြရတယ်ဒါပေမဲ့အပြစ်တင်လောက်ထိတော့မရှိဘူးလို့ဒါကျွန်တော်တို့ကမြင်တယ်ဘာလို့ဆိုတော့ကျွန်တော်တို့နိုင်ငံအရေးဟာအပြစ်နဲ့နဲ့ရှုပ်ထွေးပါတယ်နိုင်ငံရေးကိုကျွန်တော်တို့ဖြစ်ချင်တိုင်းဖြစ်လို့မရပါဘူး ဖြစ်ချင်တိုင်းဖြစ်ရင်နိုင်ငံရေးမဟုတ်ပါဘူးเนาะဒါလေးကိုတိဖို့လိုတာပါဟုတ်တယ်မလားအခုဒီပွဲမျိုးကနိုင်ငံကောင်းတယ်လို့တကယ်ရှယ်ပဲကဒါမျိုးပွဲမျိုးတွေကပေါ့เนาะကျွန်တော်နိုင်ငံကောင်းနေတဲ့အချိန်မှာဆိုရင်တကယ်ကိုရန်ပြောစရာကောင်းမှရှင်เนาะစီကောင်းမှပွဲမျိုးတွေဒါမှမဟုတ်ဒီနေ့ကျွန်တော်နိုင်ငံဖြစ်နေတဲ့အာဏာတိတဲ့အတိုင်းဒီအာဏာသိမ်းတဲ့စစ်တပ်ကသူတို့အာဏာကိုလုနေတာ၅နှစ်ပြည့်လာပြီး အာနာကိုလှူတာပြည်သူရှင်ကလှူမရတဲ့အဆုံးမှာသူတို့အုပ်ချုပ်လို့မရတဲ့ဒေတာမှန်တမြကိုဘုံကျဲတယ်စစ်တောင်းထိုးတယ်မီးချို့တယ်မျိုးစုံလုပ်နေတာအာလုံးတိတယ်အဲ့တော့ပြည်သူတွေကဘာဖြစ်ဆိုခံမအောင်များတဲ့နာကျင်မှုတွေကရင်ထဲကိုစုပြီးတော့လုံးဝဆက်ဆက်တိမခံဖြစ်နေတဲ့အနေအထားအဲ့ဒီအနေထားမှာခွန်းကပြောသလိုမနေတတ်လို့တခွန်းလေးစကားမှလိုက်တာနဲ့ဒီလူပေါ်အဲ့ဒီဒေါတာတွေပုံကြဝမ်းမဲ့မြန်မာပြည်သားတွေဖြစ်နေတဲ့အနေထားပဲ နော်အဲ့တော့လင်းမြူပြောခဲ့တဲ့ဇကာတခုအနောက်မှာလေဒီရခံစားချက်တွေကြောင့်ပါကြတယ်ဒါပေမဲ့ကျွန်တော်တို့ကဒီတော်လံပြည်သူပဲအချမ်းအလုံးတည်ရမှာကကျွန်တော်တို့ကနေရာတကာတို့ကျွန်တော်တို့စိတ်ဖြစ်ချင်တဲ့ဆန္ဒအတိုင်းဖြစ်လို့မရဘူးဆိုတာလေးကိုကျွန်တော်နားလည်ရမယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့နေဖြစ်ချင်တိုင်းညာဖြစ်ခွင့်ရမယ်ဆိုရင်ကျောင်းတော်လိုင်းနိုင်ွားပြီလေဟုတ်တယ်မလားဒါပဲအဲ့ဒါအဖြေပါပဲအဲ့တော့ကျွန်တော်တို့တွေကကိုလှုပ်တဲ့လမ်းကြောင်းဒီအမှန်တရားအတွက်လှုပ်တာအများအတွက်လှုပ်တာကိုကိုကြိုးတဲ့လှုပ်တာမဟုတ်တဲ့အတွက် မတိတတ်တဲ့ဒူတွေရှိတယ်လို့တိတတ်တဲ့ဒူတွေရှိလာလိမ့်မယ်တိတတ်တဲ့ဒူတွေကငါတို့အနောက်မှာပါလာလိမ့်မယ်ဆိုတဲ့အတိတ်တစ်ခုနဲ့ပဲကျွန်တော်တို့ကိုလမ်းကိုကိုရှောက်ဖို့ရှိတာပဲဆက်လျှောက်သွားဖို့လိုအပ်တာပေါ့အဲ့တော့ဒီလိုအောင်လန်းအဆန်နဲ့အနေနဲ့ကတော့ကျွန်တော်တို့ဒါအပြစ်တော့မတင်သင့်ဘူးထင်တယ်ကျွန်တော်ရှေ့မှာရှင်းပြခဲ့တယ်လို့ပဲအဲဒူရဲ့ဘဝမှာပေါ့နော်ဒူဟာဒါသူ့ရဲ့တစိမ့်ပိုင်းတွေကိုအားလုံးစုစည်းပြီးတော့နောက်ဆုံးသူ့ရဲ့ဒီဘဝကိုဒါအဆုံးတက်လိုက်တဲ့ပွဲလေးဖြစ်တဲ့ဆိုကျွန်တော်တို့အနေနဲ့နားလည်ပေးတဲ့နေလို့ထင်တယ် ကဲဒါတော့ကိုစီသုံးသင်းချင်ဖြစ်ပါတော့အဲ့တော့ online answer ပွဲမှာ live view လာပြီးဖြောပြတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့တော်တော်ကြီးဝေဖန်နေကြရပါတော့အဲ့တော့အာခုနလိုမျိုး short ပြီးတွေ့ရမယ်ဆိုရင်ပေါ့နော်အာ sit ပွဲမှာတော့မှကိုယ်ပြစ်တဲ့ရန်သူကလက်နဲ့ချိုင်အောင်ကြီးအေးပြီးမှကောင်းကောင်းမွန်ဆက်ဆံသေးတာပဲနော်အဲ့တော့အာ live view တော့ဒီလောက်အဆင်တော့မရှိဘူးထင်တယ်နော်သူ BC ကိစ္စပြောတော့ကတော့ဒါကတော့ပြည်သူလူထုစိတ်ဆိုးမယ်ဆိုစိတ်ဆိုးခြင်းစရာပေါ့နော်ဒါပေမဲ့လည်းအာဒီ ချမ်ပါစစ်ကောင်စစ်ဘက်ကိုရက်ပြီးမှတော်လိုင်းကြီးကိုအပုတ်ချတာမျိုးလုံးဝမရှိခဲ့ပေနဲ့သူ့အနေနဲ့သူပဲရက်တည်နေတာတွေ့ရပါတော့အဲ့တော့ဒီလိုမျိုးပွဲမှာပါတာကိုဟိုအာမပေးရင်ဒီမပုတ်ခိုင်းရင်တော့ဒါအကောင်းဆုံးပေါ့နော်ဘာလို့ဆိုတော့ကျွန်တော်တို့တွေကဒီတော်လိုင်းကြီးသမားတွေဖြစ်တဲ့အခါမှာအကုန်လုံးကိုလိုက်ပြီးတော့မော်တီတစင်းနဲ့တော့ကြည့်လို့မရဘူးနော်အဲ့တော့အဲဘယ်သူကတကယ်ရန်သူလဲဘယ်သူကရန်သူမဟုတ်ဘူးလဲဆိုတော့လည်းသိဖို့လိုပါတယ်နော်အဲ့တော့ဘာပဲပြောပြောဒီကျွန်တော်ရဲ့ channel ထဲမှာကြည့်နေတဲ့ဒီမိဘပြည်သူတွေလည်းပေါ့နော်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ comment လေးတွေရေးခဲ့ပေးကြပါဦးနော် ဟုတ်ကဲ့ဒီညအတွက်သတင်းပြူတွေဒီလောက်ပါပဲအစားဆုံးကြည့်ပေးကြမြို့ပြည်သူရောက်ဆိုင်သူပဲကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့အကျန်းဖတ်မင်းအောင်လာရဲ့စစ်ပေးငလင်ပေးဘေးရင်ပေါင်းစုံပါကင်းလွတ်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ